AVA 1940အခန်း30တားတော့ဒီညညီလာခံမတက်ရဘူးလားသူတီမာလာမီဘုရားကသူမဤဆောင်းနှန်းရှိဥယျင်တွင်လာထိုင်နေသောမင်းသားရှင်ရှားကို မေးလိုက်သည်ရှင်ရှားကပြန်မဖြေပဲခလန်းလန်းတွင် မြင်နေရသည်ကံကလာနန်းတော်မုတ်ဦးကိုသာငေးကြည့်နေသည်ဘယင်းဤနဲ့မင်းစကားများလာကြပြန်ပြီလားညညီလာခံကိုတားမတက်ရတော့ဘူးစံကြီးကိုပဲ ခမဲတော်ကခေါ်တော့တယ် ုတိမာလာမိဖုရားဤမျက်နာကရုတ်တရက်တင်းမာသွားသည်ညီလာခံဆိုတာဥပေယာစာတယောက်ရဲ့နေရာလေစံကြီးကဘာလို့မတက်ရလဲကိစ္စမရှိပါဘူးမိယာညီလာခံမှာတိုင်းပြည်ရေးထက်ဟိုဟင်းလူပုံသားတွေပြောသမျှကိစ္စတွေကိုပဲအဓိကထားပြီးဆွေးနွေးနေတာတားလဲမတက်ချင်တာကြာပါပြီဒါပေမဲ့မင်းကအင်ရှိဥပေယာစာလေဘယင်ကြီးရဲ့နေရာကိုစက်ခံရမယ်သူမဟုတ်လားရှန်ရှားကမိခင်ကိုပြုံးပြလိုက်သည် ဒါခမီးတော်ရဲ့သဘောပါအမေရာသူ့လက်ထဲမှာအာနာရှိတာပဲသူပေးခြင်းတဲ့သူကိုပေးသွားမှာပါအင်းမင်းကလည်းပြောရခက်တယ်ဘယင်ကြီးသဘောတကျဟိန္ဒူမင်းသားတွေပုံစံဝတ်စားပါဆိုရာလေးတော့လိုက်မှမနာတာအမေကျွန်တော်တို့ကမဏိပူရာသားတွေလေကတိတွေလေဗာရမင်းတွေမဟုတ်ဘူးတက်ကမီတွေမဟုတ်ဘူးကတိတွေကမှကတိတွေလိုမဝတ်စားရင်ဘသူကကတိဝတ်စားကိုလေးစားမှာလဲထိုးအချိန်တွင်နန်းဆောင်တွင်မှကလင်းငယ်တူဦးငိုတန်းထွက်လာသည် မိဖုရားကြီးဖုရားတမီးလေးနိုးနေပါပြီတူတီမာလာမိဖုရားသည်တမီးငယ်လေးရှတရာမာလာခေါ်ရှန်သီးကိုမွေးထားသည်မှာတနှစ်ပင်ရှိသေးသည်တားတော်ကြီးရှန်ရှားနေတမီးတော်လေးရှန်သီးတို့မှာအသက်၁၈နှစ်กว่าချာ၏အမေရှန်ရှားကသူ့နားမှထားထွက်ရန်ပြင်နေသောမိခင်၏လက်ကိုဇွဲလိုက်သည်ဟုတ်ဒီကံကလာနန်းတော်ကြီးတဲ့မှာဘယ်အခြေအနေပဲဖြစ်ဖြစ်အမေနဲ့ညီမလေးကိုကျွန်တော်ကာကွယ်သွားပါမယ် သူတိမာလာမိဖုရားကတားဖြစ်သူ၏ဥကောင်းကိုလက်ဖြစ်ဖွားကာထွက်ခွာသွားသည်နောက်တနေ့မှ စတင်ပြီးမင်းသားဆန်ကြီးခူရာလပသည်နန်းတော်မှထွက်ခွာသွားသည်အင်းဝါသို့စစ်ချီရန်အတွက်မဏိပူရအတွင်စစ်သားများစုဆောင်းရင်းနှင့်စစ်တပ်များစနစ်တကျပြန်လည်ဖွဲ့စည်းရေးကိုတာဝန်ယူလိုက်ပြီဖြစ်သည်အခြားမင်းသားငယ်များစစ်သူကြီးများကလည်းရိတ်ခါစုဆောင်းရင်းနှင့်လက်လက်များတွန်းလို့ရေးကိစ္စကိုစတင် ပြင်ဆင်ကြလိမ့်မည်အိမ်ရှိဥပရိယာစာစာနာဟန်ဘွဲ့ခံမင်းသားရှန်ရှားကိုမူ ဘရင်ဂါရစ်နာဝတ်ကမိသည့်တာဝဲမှမပေးဘဲဥပိ္ပခာပြူထားခဲ့သည်စံကြီးကူရာလပါအာတန်သွေးပါသောမိဖုရားမှမွေးဖွားခဲ့သည်အသားညိုညိုမုတ်စိတ်မွေးထူထူရင်အုပ်ကြဲကြဲဖြင့်ဘရင်ဂါရစ်နာဝတ်၏သားများနှင့်အကြီးဆုံးဖြစ်တော်လဲအာတန်သွေးသောသဖြင့်အိမ်ရှိဥပိ္ပရာဇာအဖြစ်ခန့်အပ်ခြင်းမခံခဲ့ဟာစံကြီးသည်ဗဟာနဘာသာကိုတတ်ဝင်ယုံကြည်လာသည်မဟုတ်တော်လဲဖခင်အလိုကြောင့်နေထိုင်သူဖြစ်သည် အိမ်ရှိမင်းသားရှန်ရှားကဲ့သို့ဖခင်ရှင်ပြင်းနှင့်စန့်ကျင်သည့်အလုပ်ကိုမလုံဖခင်ကြီးအလိုကြောင့်ဟိန်နူမင်းသားများပုံစံအတိုင်းဝတ်စားဆင်ရင်ခဲ့သည့်စေရေးဆရာဘက်တွင်အာသံသူတဦးဖြစ်သည့်အတွက်ဂါရှစ်နာဝတ်ကသူ၏စစ်ဘရင်အိမ်မက်အတွက်မင်းသားစန့်ကျင်ကိုအာကိုအားထားပြုနေခဲ့သည်အင်းဝါတို့စစ်ချီမီအရေးတွင်စန့်ကျင်မှာတွေ့ကြနေ၏ဘရင်နာဝတ်၏ညီလာခံတို့မင်းသားရှန်ရှားတောက်ခွင့်မရပဲသူ့ကိုတောက်ခွင့်ပြုခြင်းဖြင့် မဏိပူရထီးမွေနန်းမွေသည်စံကြေးဘက်သို့လည်းရင်းရိုင်နေခဲ့ပြီဖြစ်ကြောင်းကံကလာနန်းတွင်တစ်ခုလုံးလက်ခံလာကြသည်နန်းတော်တွင်ဟိန္ဒူယူဝါဒဘတ်တော်သားများကမင်းသားစံကြေးကိုခေါင်းဆောင်တင်လာကြပြီးမဏိပူအမျိုးသားဝါရများကမူမင်းသားရှန်ရှားနေအထူးရက်တည်ကြသည်မဏိပူရအများစုလည်းတိုင်းတစ်ပါးမှလာသောဗြမာဟာနဖုံးတော်ကြီးများဤနန်းတွင်အာနာကိုရှော့ချလိုသည့်အတွက်အိမ်ရှိဆံရှန်ရှားကိုသာတိတ်တဆိတ်လိုလားနေကြ၏ ဘရင်ကာရိနာဝက်သည်သူ၏နန်းတွင်အရှုပ်ထွေးကို သူကိုယ်တိုင်ဖန်နှီးခဲ့သည်သို့တော်ညာအင်းဝါတို့စစ်ကြည်ရေးကိုသာအာတန်နေသဖြင့်ထိုအခြေအနေများကို အာရုံမဆိုင်နိုင်ခဲ့မိုးရသည်ကုံဆုံးသည်နှင့်အင်းဝါတို့စစ်ကြည်ရေးသည်သာသူ့အတွက်အရေးကြီးဆုံးရည်မှန်းချက်ဖြစ်နေခဲ့တော်သည်လူစားသည်တန်လွင်တွင်ပြင်သစ်တင်မောခြင်းကိုယ်စလဲဖြင့်အရက်တွင်သွင်းရန်ဆွေးနွေးခဲ့ကြသည် ပြင်သစ်နိုင်ငံနော်မာဒီဒေသထုံကန်ဗာတော့ဘရန်နီများကောင်းကျင်းအရက်များစုစုပေါင်း25စီး အင်္ဂလန်လီဗာပူးစိတ်ကမ်းမှာဘီယာစီ90ရိုးကိုတင်သွင်းရန်ပနာမသဘောတူခဲ့ဤသို့သောစိတ်ကမ်းအကွန်ကြားတဲ့ငွေကိုလူစားဘက်မှကြားခံရမည်ဖြစ်သည်ထိုကိစ္စကိုအင်းဝနန်းတော်ရှိကိုသိန်းသခင်တန်ဆက်သားပြေစေလို့အကြောင်းကြားရန်လူစားသည်ဟန်တာဝတီသို့ပြန်ရမည်ဖြစ်သည်ကိုသိန်းသခင်တန်မှပြန်စာမလာသေးခင်ကာလအတွင်းဟန်တာဝတီတွင်ပင်လူစားနေရအောင်မည်ဖာသာဂါလီစီယာကအင်းဝမျိုးတွင်ဘုရင်ကြီးဖျားเจ้าငယ်တစ်ခုစောက်လို့ရေးအတွက် မြို့ဝင်ဦးတောင်တန်းတင်သွင်းသောစာကိုဖုန်ကြီးငယ်ဖြစ်သော Father Narini နှင့်အတူထည့်ပေးလိုက်သည်ဟန်ဒါဝရီတို့ရေချောင်းမှအပြန်ခရီးတွင်လူစာနှင့်အတူဖာဒါနရေနီပါပြန်ပါလာခဲ့တော်သည်အောင်မောင်းဝင်ဦးအောင်လာအားဟန်ဒါဝရီ၏စင်ဝင်အဖြစ်အင်းဝမှခန့်အပ်သည့်ခန်းနာတို့တက်ရောက်ရန်လက်ရဘူးသည်လည်းဟန်ဒါဝရီတို့ပြန်ပါလာခဲ့သည်ဟန်ဒါဝရီမှမုံကုံတဲ့တူပိုင်းလောင်းလေကြီးဖြင့်တန်လင်မှဟန်ဒါဝရီတို့ရေချောင်းအတိုင်းပြန်လာခဲ့ကြသည်လက်ရဘူးသည်လေဦးပိုင်းတွင်ထိုင်လျက် ြေးဝါစေးတံကိုဖွာကာဘကိုးမြစ်ကိုငေးရင်လိုက်ပါလာ၏ဖာသာနရင်းဒီသည်လက်ရဘိုးဤမနီမဝေးသို့လမ်းလျှောက်လာသည်ရီဇာမှာလှေဝမ်းတွင်တွင်ထိုင်ကာလှေစကြီးဤပဲ့ထင်းကင်မှုကိုစိတ်ဝင်တစားကြည့်နေသည်ခင်းဤကိုကြည့်ရတာဘင်းကြီးဖုံးဤသာလုံနေတာအတက်ကငဲပုံပဲလက်ရဘိုးကစကားဆာသည်ကျွန်တော်အသက်20နှစ်ပါဩဒါဆိုကျောက်တာ9နှစ်လောက်တော့ငဲတာပါ ်နရင်းဒီကစေးတံကိုလက်တစ်ဖက်ကကင်ရင်ခတ်ပြုံးပြုံးစကားပြောနေသည့်လက်ရဘူးကိုငေးနေသည်ကျုပ်တို့ဗုဒ္ဓဘာသာမှာတော့အရွယ်ရောက်ရင်ရှင်ပြူရတယ်ရှင်လူထွက်ပြီးမှလူပေါင်ကိုဝင်ဖို့ခင်ကြီးနရင်းဒီကရောအခုရဟန်းပြုပြီးရင် လူပေါင်ကိုပြန်မဝင်တော့ဘူးလားဖာသာနရင်းဒီကတပ်ပြင်းချလိုက်သည် ကျွန်တော်ခရစ်ယာန်ဘုန်းကြီးဘုရားပဲပြောပါပြီ။အီတလီမှာတာမန်လူတယောက်အနေနဲ့ဆက်နေရင် တို့အရှက်ရပြီးကိုကိုကိုတတ်တည်ကြမယ်လို့ကျွန်တော်မိဘတွေကပြောတယ်။နရင်းဤစကားကိုလက်ရဖို့ကစိတ်ဝင်စားသွားသည်။ဘာဖြစ်လို့လဲဗျာ။ကျွန်တော်ကယောက်ျားတွေပဲကြိုက်တဲ့လူတယောက်ပါ။မီလန်မျိုးကကျွန်တော်တို့အတိုင်းဝိုင်းမှာလိန်လူဆက်ဆံတဲ့လူတွေဟာဖျားသခင်ကိုစန့်ကျင်တဲ့သူတွေပဲ။ဒါကြောင့်ကျွန်တော်ရဲ့မှားနေတဲ့စိတ်ကိုဘုရားသခင်မှာအံ့နံ့တဲ့အနေနဲ့သာသနာပြုအလုပ်ကိုရွေးချယ်ခဲ့တာမှားနေတဲ့စိတ်တယ်လား လက်ရဘူကဘရင်ကြီးဖုံးကြီးဝစ်စုံဝေထားသောလူငယ်ကိုဂယုဏတက်စွာကြည်လိုက်သည်ကျုပ်တို့စီမှာဆိုနဘုံပနန်းလို့ခေါ်တာပေါ့ဒါပေမဲ့ကျုပ်တို့တဘာဝတရားအရတော့အရင်ဘဝကဝေကြီးကိုပြန်ဆက်ရတယ်လို့ပဲသဘောထားပြီးထူ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 အပြစ်တစ်ခုလုံးနေတယ်လို့တော့သဘောမထားကြပါဘူးအင်းဝနန်းနှွဲကမိမဆိုးအများစုမှလည်းတင်းကွက်ထားတဲ့ပြင်းရက်တွေရှိတာပါပဲအင်းလေဒါနဲ့ဒီလိုမျိုး ကိုဖြစ်ချင်တာကိုချိုးနေနေရတဲ့ဘဝမှာရောခမည်းပျော်ရဲ့လားကျွန်တော်ကမှားနေတဲ့လူပါလူလင်ကြီးဒီတော့ကျွန်တော်မှားနေတဲ့စိတ်ကိုချိုးနေရမယ်လေကျွန်တော်မှပျော်ခွင့်မရှိဘူးဟောဒီဒစိမ့်မြေမှာဘုရားရှင်ရဲ့အလုပ်တွေကိုလုပ်ရင် ကျွန်တော်ပျော်အောင်နေပါတယ်မှားနေတဲ့လူလေလားအင်းဘာပဲဖြစ်ဖြစ်ခင်းအင်းအနေနဲ့ဒီမှာနေသမျှကာလာပတ်လုံးအကူကြီးလို့ရင်ကျုပ်ကိုပြောပါတန်လင်းနဲ့ဟန်တာဝရီကနီးနီးလေးပါ ကျုပ်တတ်နိုင်တာတွေအားလုံးကူညီပေးပါမယ် လူလင်ကြီးကိုမြင်မြင်ချင်းကျုံမိတ်ဆွေခင်မုန်းတယောက်လို့ကြုတ်ခံစားရပါတယ်။ကျေးဇူးအများကြီးပေးပါတယ်။လက်ရဘိုကဖုံးရင်နဲ့နရီနီဤအစီငေါ်မတဲ့သောဘာသာစကားကြောင့်ပြုံးယောင်ယောင်ပြုလိုက်ပြီးစေးရန်ကိုသာဆက်လက်ဖွာရှိုင်းနေတော်၏။ကတ်တလစ်ဘုန်းတော်ကြီးဝတ်ဆောင်သည်လေရင်တလူလူလွင့်နေ၏။တိုက်ခတ်လာသောမြပြင်လေနှင့်အတူသူတို့၏စကားတံများလူစားအတိုင်းသာကြားနေရသည်။အောင်မောင်းဝင်ဦးအောင်လာအားစင်ဝင်အဖြစ်အဆောင်ရောင်များချီးမြှင့်ပွဲ။ ဟန်တာဝရီအောင်မဆင်စခန်းနှင့်မနီမဝေးတွင်စင်ဝင်အစ်စ်နေထိုင်ရန်ကျွွင့်တလုံးကိုအလင်းအမြန်စောက်လုံနေကြပြီဖြစ်သည်စောက်လုံစဲစင်ဝင်အိမ်ဤယာယီအိမ်တော်ရှိတွင် ပွဲလန်းအခင်းများစင်ရင်ထားသည်အင်းဝဘီရင်ဦးလေးတော်သူမြို့တော်ဝင်ဦးတောင်ကိုရာစင်ဝင်ရာသူအဆောင်ရောင်များအားဦးအောင်လကိုချီးမြှင့်မိဖြစ်သည်တန်လင်းပြင်သစ်တင်မောခြင်းကိုစလဲမှာနမူနာအားဖြင့်လက်ဆောင်ပါလိုက်သည့်ဘရန်ဒီများကောင်းကျင်းရက်များကိုဦးအောင်လ၏အခန့်ကျွေးမွေးအတွက် ပေးအပ်လိုက်သည်မင်းမှုဆိုင်ရာဝန်ခန့်အပွဲအစီအစဉ်များပြီးဆုံးသည့်နောက်ယူရီးယားတပင်သည်များမွန်တပင်သည်များ၏တူရီးယားတန်များထွက်ပေါ်လာပြီးဖြစ်သည်စင်ဝင်အစ်စ်ဦးအောင်လာသည် အင်းဝဘရင်မှပေးပို့လိုက်သည်ဂရီဘာနကုတ်ဘောင်းဖြူကိုခေါင်းတွင်စောင်းထားသည်ရွှေချီပါဝစ်လုံအင်းကြီးနှင့်ငွေပစိုးဆလွယ်တို့ကိုဝစ်ဆောင်ပြေးဝစ်ဆင်ထားပြီးရွှင်ပြနေသည်ယူသားသာနေတတ်သော ဝင်းကြော်ပင်လျင်အင်းဝဤနောက်ဆုံးဖော်ဖက်ရှင်ဖြစ်သည့် ခါတာအင်ကြီးကိုဇာရှက်ခါဝစ်စင်ထား၏ကမုံနှင့်တီရီမှာလည်းဝေကောင်းစားလာများဖြင့်အလှများပြင်ဆင်ထားကြသည်တီရီမှာပြေးလွှတ်စော်ကစားထားသဖြင့်ချွေးတံများရွှဲနေနေတော်သည်ခန္ဓာဝရီမျိုးဝင်ဥဒအောင်မှာအသက်50အရွယ်ကြောက်ပေါက်မှာတဲ့တဲ့ဖြင့်ပေါ်ရှင်သောရုပ်ရည်မျိုးရှိသည်သူ၏နောက်တွင်ခါစားလိုက်ပါလာသူများထဲမှအနီးကဆုံးပါလာသူတို့ဦးကို ရီဇာမှတ်မိလိုက်သည်တန်လင်းရှိ ပြင်သစ်ကိုယ်စားလှယ်ရုံးခန်းတွင်လီစာတွေ့ခဲ့မှုသည့်ပုံကူဖြစ်သည်ဟန်တာဝရီမျိုးဝင်ဥတာအောင်တန်လင်မျိုးဝင်မင်းရဲ့အောင်နိုင်တန်လင်နှင့်ဟန်တာဝရီမရေတပ်ဝန်များအခွန်မှုများသည့်ဥအောင်လှနှင့်အတူထိုင်ကဘရန်ဒီတောက်နေကြသည်တန်လင်နှင့်ဟန်တာဝရီမပြင်သစ် dash အင်္ဂလိပ် aramian တရုတ် rf စသောလူမျိုးစုံကုန်တယ်များကလည်းအခမ်းအနားသို့လက်ဆောင်များနှင့်တကွတက်ရောက်ကြသည် ရခင်ကဟန်တာဝရီမျိုးဝင်ပြီးလျင်ယာရူးကြီးဆုံးမှာရေကုန်မှုဖြစ်တော်လဲယခုအခါစင်ဝင်ယာရူးဖြစ်လာပြီဖြစ်သည် စင်ဝင်ယာရူးသည်အင်းဝနန်းတော်နှင့်ဓာတ်ရိုက်အဆက်အဆံရှိနေသောကြောင့်ကုံတယ်များကဥအောင်လာကိုလက်ဆောင်မနာများဖြင့်လာရောက်မိတ်ဆက်ကြ၏ပြင်းနေပြီလားလူစာမန်တပ်အပြင်ဘက်တွင်မြက်လေးုံရှိကိုပြစ်တွင်ထိုင်နေသောလူစာဘေးသို့လက်ရဖို့ရောက်လာသည်အင်းမပြင်းပါဘူးဟန်တာဝရီနဲ့တန်လင်က ကိုတိတဲ့နဲ့ထင်ထားတဲ့လူတွေကိုလိုက်မှတ်သားနေတာပါ ။အော်အင်းသိတဲ့လူရှိရင်ကြုတ်ပြောပြပေးမယ်လေ။လူစားကမြို့ဝင်ဥဒအောင်ဤနဘေးတွင်ပါလာတော့အရက်ပုပုမျက်နာဖြူပြက်ဖြူအောင်နဲ့သူကိုလက်ညှိုးထိုးပြလိုက်သည်။အော်ဒါကမြို့ဝင်မင်းရဲ့ရောက်ပါငမင်းအောင်နဲ့ရောက်မှဆိုရင်ပဲမြို့ဝင်ရဲ့တတရမရရဲ့မောင်မာအရင်ကရွှေတကုံဖျားကြုံအတီးမျိုးနယ်ကပဲသူ့မောင်မျိုးဝင်ကကောက်တော့သူတို့တမျိုးလုံးရွှေနှုတ်ထားတာသူကဟန်တော်ရီမှာအေးပါလား အင်းဘယ်နဲ့ပြောရမလဲသူ့ကိုဟန်တာဝရီဘရင်ကခန့်တာတော့မဟုတ်ဘူးမြင်းစုကောင်ဥဒါဆုံးသွားလို့မျိုးဝင်အမိန်နဲ့ခန့်ထားတာမျိုးဝင်ရောက်ပါဆိုတော့တည်တဲ့အတိုင်းပဲတခါတခါကျုပ်လုံးနေတယ်မျိုးလုံးလူဝင်ကိစ္စတွေကိုတော့သူကဝင်ဆော့ဖတ်သေးတာလောဘကလည်းကြီးတယ်ဒီမှလာတဲ့နိုင်ငံသားကုံတွေတွေမှန်သမျှမျိုးဝင်စီဝင်ခြင်းရင် သူ့ကိုလက်ထိုးရတာကြီးပဲသူကပြင်သစ်လို့လဲတတ်တယ်နော်ဟင်ခမရဘလို့တည်တာလဲ သူ့ကိုတန်လင်းကပြင်သစ်တင်မောခြင်းကိုယ်စလေရုံကမှာကျမတွေ့ခဲ့တယ်။ဟုတ်လား။ဒီလူကဒီလိုပဲနိုင်ငံသားတွေယူစီဝင်ထွက်ပြီးလက်ဘလို့ယူရမလဲကြံပန်းနေတာ။မဟုတ်ဘူးထင်တယ်။ကျမလည်းပြင်သစ်စကားတက်တယ်။ကျမနားလေသလောက်တော့သူပြင်သစ်ကိုယ်စလေစီကနေအကူညီတောင်းနေတာ။လက်ရဘူးဤခန္ဓာကိုယ်ကမတ်သွားသည်။ဘာအကူညီတောင်းနေတာလဲ။တနက်လက်နေရနဲ့တင်မောနှစ်စင်။ဟာအင်းဝါကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှညွှန်ကြားလာ ထွက်တာမရှိတာတေးကြတယ်။ စစ်မှုရေးရာဆိုရင်ကျုပ်တို့မျိုးဆောင်တက်ကိုမဖြစ်မနေအတိပေးရမှာပဲအင်းတခုခုတော့တခုခုပဲခမရဒီကိစ္စဘသူ့ကိုပြောပြီးပြီလေအင်းဝကိုသတင်းပေးလိုက်ပြီလားဟင်အင်းဘသူ့ကိုမှမပြောရသေးဘူးဦးအောင်လားကဟန်တော်ဒီမှာအကြီးကြီးတယောက်ဖြစ်တာဝန်ထမ်းဆောင်တော့မှာသူ့ကိုရော ပြောပြလိုက်ရမှာလားเออตู้ก็จုတ်ပြောပြလိုက်ပါမယ်ဒါပေမဲ့ဒီကိစ္စကိုခမည်းဟန်တာဝီမှာရှိနေတဲ့ကာလာဘတ်လုံးဘသူစီမှမပေါက်ကြပါစီနဲ့ ဘာကြောင့်လဲဆိုတော့မြို့ဝင်ဦးတောင်ဟာအင်းဝရွှေနန်းတော်ရဲ့ရွှေမျိုးရင်းချာတခုတိန်းဆောင်သွားရင်ကျုပ်တို့အသက်ပါပေးရလိမ့်မယ်အထူးသဖြင့်ခမားစီကတရင်ထွက်တာတည်သွားရင်ခမားဟန်တော်ရီကအင်းဝကိုပြန်တဲ့လမ်းမှာဒုက္ခပေးလိမ့်မယ်ကျမဒီကိစ္စကိုဘယ်တော့မှမသိခဲ့မကြားခဲ့ရဘူးလို့မှတ်ထားလိုက်ပါပြီပွဲမှန်တဲ့အတွင်းမှာဟန်တော်ရီမျိုးဝင်အဖွဲ့နဲ့အတူထွက်လာသည်ဖြင့်ရှေ့ရင်စောင့်နေသောဝေါ်ရင်တန်းများဟာအသင့်နေရာယူလိုက်ကြသည် မျိုးဝင်ကြီးရောက်ပါငမင်းအောင်ကစကားတွေဖောင်ဖွဲ့ပြောလာ၏ခမ ्या မြင်ခဲ့တာဒီလူသေးကြတယ်နော်အင်းရုပ်ကောအတန်ရောဒီလူမှဒီလူပဲကျမမှတ်မိတယ်ဒါဆိုရင်တော့မကြခင်မှာတခုခုဖြစ်လာတော့မယ်ထင်ရဲ့လက်ရပိုးကြီးအတန်ကခက်တိုးတို့မကြခင်မှာတခုခုဖြစ်တော့မှတေးကြတယ်မောင်ကြီးရှင်မင်းငယ်ကြီးအတန်ကခက်တိုးတို့အောင်စရာကရှင်မင်းငယ်ပြောစကားများကိုအာယုံဆိုင်နားထောင်နေသည် ရာရတဲ့တရင်ကတေရောတေကြရဲ့လားမိငယ်တေကြပါတယ်မိငယ်စီမှာသွားစေးလာစိုးတဲ့တယောက်ကပုံနာစပြူရဲ့ငယ်နောင်ပဲအခုမဏိပူရနဲ့အဆက်အသွယ်ရှိတယ်ဇကိုင်းကပုံနာတော်တော်များများကြားမှာဒီတရင်ကပြန့်နေတာမိုးကုံရင်မဏိပူရကကတိစစ်တက်ကြီးအင်းဝကိုခြိလာလိမ့်မယ်ကတိမင်းသားကတရှိုလွှဲလိုက်တဲ့ဗျာဟာနာပုံနာတွေတော့စကိုင်းကိုရောက်နေကြပြီတဲ့အင်းဝဘက်စီကရောဘာသတင်းကြားသေးလဲ ဘရင်ကမௌဒမဘတ်မှာဥယျင်အသစ်တစ်ခုတိဆောက်ဖို့လူတန်လူရယ်တွေကိုစင့်ဆူနေတယ်တဲ့အင်းရွှေနှန်းရှင်ကတော့ဒီလိုသတင်းတွေကိုနည်းနည်းမှတော့ကြားမိရလားမသိဘူးခတ်တာပဲအောင်စီရသည် ရှင်မိငယ်ကိုမွန်ဆန်သာတံမှကျုံအဖြစ်မှပြန်လဲဝယ်ယူခဲ့သည်ထို့နောက်သူဦးကြီးပိုင်ဆိုင်သောစကိုင်းရှိအိမ်ဝိုင်းလွတ်တွင်ထားကသွားစေးဆိုးခြင်းလုပ်ငန်းတစ်ခုကိုထူထောင်ပေးခဲ့၏သို့တော်ညာအောင်စီရနှင့်ရှင်မိငယ်တို့၏ဆက်ဆံရေးမှာအဖြူတွေတက်တက်သာရှိနေမြဲပင် မုံဆိုးပုံနဲ့အင်းဝမှာ ဝေးကွာလွန်းတဲ့ပြေအမြဲတမ်းမရောက်နိုင်သောအောင်စေရသည်တလတကြိမ်ခန့်သခိုင်းတို့တက်လာပြီးရှင်မင်းငယ်ထံဝင်ရောက်ကာအင်းဝနှင့်သခိုင်းမှတည်င်းစကားများကို စနဲနာလီရှိသည်ရှင်မင်းငယ်၏တွားဆွေးဆိုးခြင်းလုပ်ငန်းမှာငွေကြေးရှင်ကြသောအရာရှိအရာခံသားသမီးအများစုလာရောက်ကြရာဖြစ်သည်ဖြင့်တည်င်းများစုံနေလာ၏ယခုလည်းရှင်မင်းငယ်၏အိမ်ဝိုင်းသို့စနဲနာရန်ရောက်လာခြင်းဖြစ်သည် ဒါနဲ့မောင်ကြီးညနေလဲစောင်းပါဗောမုံစိုးကိုပြန်လို့မိနိုင်ပါမလားအင်းဒီညတော့သခိုင်းထဲကဘုံကြီးအောင်တစ်ခုစီမှာတဲရမှာဗောအရင်ကဆိုမောင်ကြီးကမုံစိုးကိုပြန်နောက်ကြရင်ဒီအိမ်ဝိုင်းမှာတဲနေကြမဟုတ်လားအခုရှင်မင်းငယ်နေတော့တခြားမှာတွားတဲမယ်ဗောအောင်စီရကခေါင်းကြီးပြလိုက်ဤရှင်မင်းငယ်ဤစရောက်ဖဖဤနှစ်ပတ်ကြာမှမျောဝန်းများကအရေးလဲနေသည်မုံစိုးဘုံကအမခင်ရုံးဆန်ရောနေကောင်းရဲ့လားခလေးရောကျမ်းမာရဲ့လားမောင်ကြီးမမချာချာပါပဲ မောင်ကြီးကမိငယ်ကိုနိုင်ငံရေးသတင်းတွေတက်တက်စနဲနာဖို့မွန်ဆန်သာစီကရွေးနှုတ်ခဲ့တာပေါ့နော်အင်းဒီလိုလည်းမဟုတ်ပါဘူးမိငယ်ရဲ့အင်းပါမိငယ်ကကျွန်ပဲကျွန်ဆိုတော့တခင်ထားရမှာနေတခင်ခိုင်းတဲ့တာဝန်ကိုခြေပြွန်ရမှာပေါ့အောင်စရာကမိငယ်ကိုစိုက်ကြည့်လိုက်သည်ညနေဤပန်းစီသွေးနေကြည့်သည်စရောက်ဖာပါပကွက်ကြားနေရှင်မိငယ်ဤမျက်နာပေါ်တွင်ပျောက်တိပျောက်ကြနှကန်းစုပုံပုံကလေးများကအရှိတို့ချုံများနေသည် မိငယ် ထမင်းဟင်နှစ်ယောက်စာရှိရဲ့လားရှင်မိငယ်ကအောင်စီရောက်ကိုအလံတကြားမော့ကြည့်လိုက်သည် မောင်ရင်ညနေစာကိုရှင်မိငယ်နဲ့လက်ဆောင်စားမယ်ရှင်ရှင်မိငယ်ဤချုံမြနေသောနှကန်းဖူးဖူးလေးမှအာမေရိတန်ခဟဟဖြစ်သွား၏အောင်စီရအားစိုက်ကြည့်နေသောမြောက်ဝင်းညိုညိုကြီးများတွင်လည်းအေးများလဲလာတော်သည်ရောင်ရမ်းခေအင်းဝကျုံဥပဒေတစ်ခုဖြစ်သောကိုင်းစာမန်းနူ၏မဟာရာဇသက်ကြီးအား အကျင်ယောက်ျားသည်ကျုံမိမကိုချစ်မြတ်လို့၍ထမင်းလက်ဆောင်စားကြလျင် ထိုစားသောအခါမှစပြီးမယားရမြောက်ထိုက်လေဟုတတ်မှတ်ထားသည်ယခုအောင်စေရကထမင်းလက်ဆောင်စားရန်ပြောလာကြ၏အခင်းမို့ရာရောထူထူရှိရလားမိငယ်အောင်စေရ၏အတန်ကြောင့်အပြိုစစ်စစ်ရှင်မိငယ်ရင်ကလေးဒိန်ငနယ်ခုံသွားရတော့သည်အခန်းဆက်တစ်ဆက်ရ